င်ရှိဆန်ကနောင်မင်းသားကြီးရဲ့ရုံလောင်းအဖောက်ခံခြင်းအကြောင်းတစ်စီတစ်ဆောင်အင်ရှိဆန်ကနောင်မင်းရဲ့ရုံလောင်းလို့ပြောလိုက်ပြီးစရာနဲ့မန္တလေးအရှိပြင်းကကနောင်မင်းသားကြီးကြာဆုံးခဲ့ရာဆန္ဒမှုနှင့်ဇေယျော်ကြီးမှမြုံနှံထားတယ်လို့လူတိုင်းကသိထားကြပါရယ်ဒါပေမဲ့လည်းတကယ်ရုံလောင်းစစ်နေရကနေရာမှန်မှမရှိတော့ဘဲနဲ့ဖောက်ထွင်းခံရမှုတွေရှိခဲ့ကြောင်းတိနာလေသူတွေကနားပါလို့နေပါရယ် ။ဒါကြောင့်ဒီနေ့ရဲ့ရွှေဘို Channel ဗီဒီယိုမှာဆိုရင်တော့အင်ရှိဆန်ကနောင်မင်းသားကြီးရဲ့ရုပ်အလောင်းဘယ်နေရာမှာအမှန်တကယ်ရှိသလဲဆိုတဲ့အကြောင်းအရာတွေကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။1889ခုနှစ်တိဘောမေပါရမူပြည့်ရဲ့နောက်ပိုင်းအိန္ဒိယကိုနေနေခံလိုက်ရတဲ့ကနောင်မင်းသားကြီးရဲ့သားဖြစ်သူလင်းပေမင်းသားနဲ့မိသားစုပါဆိုရင်တော့1932ခုနှစ်မှာမြန်မာပြည်ကိုပြန်လာခွင့်ရခဲ့ကြပါတယ်။ပြန်လာတဲ့အချိန်မှာမင်းသားကြီးဟာအသက်54နှစ်ရှိလိုနေပါပြီ။ ကြံနေသေးတဲ့အိမ်ရှိဆန်အနွယ်တော်တွေကပြည်တော်ပြန်လာတဲ့လင်ပဲမင်းသားကြီးကိုမန္တလေးမှာလာနေဖို့ဖိတ်ခေါ်တာနဲ့မင်းသားကြီးလည်းသွားနေပြစ်ခဲ့ပါတယ်။မန္တလေးကိုရောက်လာတဲ့မင်းသားကြီးဟာအသက်အရွယ်အဖြစ်လဲဇယားပိုင်းကိုရောက်လာပြီဖြစ်တာမလို့ဘာသာရေးဘက်ကကိုင်းဆိုင်လာပြီးသမထလန်စင်မျိုးပါလိုက်စားလို့ဖို့ထိုးတာတွေလည်းလှုပ်လာခဲ့ပါတယ်။အရင်ချိန်မှာပဲလင်းပင်မင်းသားကြီးဟာမန္တလေးတောင်ကရသေးကြီးဥခန်းကြီးနဲ့ပေါင်းဖက်မိသွားခဲ့တာပေါ့။ဒီလိုနဲ့ဥခန်းကြီးကလင်းပင်မင်းသားကြီးရဲ့ဖခင်ကနောင်မင်းရဲ့အုတ်ဂူနေရာဟာမတည့်တော်ကြောင် ခေါမိုးရေတလျှောက်ကကျတဲ့ရေတွေကအေရှေမင်းရဲ့ဥက္ကုပေါ်ကျနေရကြောင်းနန်းနေထားသလိုဖြစ်နေပြီးအေရှေမင်းရဲ့အနွယ်တော်တွေဟာမကြီးပွားမထုံးကားနိုင်ကြောင်းမင်းသားကိုပြောပြခဲ့ပါတယ်ဒါကြောင့်လင်းပင်မင်းသားကြီးဟာတကယ့်1295ခုနှစ်တကူးလာဆန်း5ရက်တကောင်ချိန်မှာဥခင်မောင်တွဲကိုအဖို့ခေါ်ပြီးတော့ဘသူမှအသိမပေးဘဲပယံသမားနှစ်ယောက်နဲ့အတူဇာနာမူနီဖျားအတွင်းကကနောင်မင်းရဲ့အုတ်ဂူကို ဖောက်ပါတော့တယ်။ဂူဖောက်ပြီးတော့အေရှေမင်းရဲ့အလောင်းကိုတွေ့တော့ မင်းသားကြီးကဂရီဘာအိတ်ထဲမှာထည့်ယူပြီးအုတ်ဂူကိုမူလားလဲရမပြတ်စေပဲပြန်ပိတ်စေခဲ့ကထည့်ယူလာတဲ့အယိုးတွေကိုဘယ်နာမှထပ်ပြီးတကြိုခဲ့ကလေးဆိုတော့ဘသူမှတိတိကျကျမသိကြရတော့ပါဘူးလေရှင်အနော်ရော်ရီရဲ့ပြောစကားရမင်းသားကြီးဟာအိမ်ရှိမင်းရဲ့အလောင်းကိုဗိတ်သိမ်းမြောက်ပြီးရရနာပန်းတောင်းနဲ့အေယာဝရီမြစ်ထဲကိုချခဲ့တယ်လို့သာပြောသလိုရန်ကုန်မြို့လှိုင်မြစ်ထဲကိုချခဲ့တယ်လို့လည်းဆိုကြပြန်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ပါတေချာရာကတော့အိမ်ရှိမင်းရဲ့ရုပ်အလောင်းကိုရေထဲချခဲ့တယ်ဆိုတာပါပဲ ဒီကိစ္စကို PPE လှုပ်ဆောင်ခဲ့ပေမဲ့လည်းပယံသမားနှစ်ယောက်ရဲ့နှုတ်မလုံမှုတွေကြောင့်ဂူပေါက်တဲ့ကိစ္စကိုအနှွယ်ဝင်နေတည်သွားခဲ့ပါတယ်။တကယ်တော့လင်းပင်မင်းသားကြီးဟာရသေးကြီးဥခန့်ကြီးရဲ့အယူဆအစကားတွေအရအနှွယ်ဆက်တစ်ခုလုံးကောင်းစားဖို့ဤဝဲပြီးလှုပ်ဆောင်ခဲ့တာဖြစ်ပေမဲ့လို့လည်းအုတ်ဂူဖောက်ဖို့လုံးဝအတိမပေးခင်ရတဲ့ကြံအင်ရှိအနှွယ်တော်တစုဝမကြည်မနှက်ဖြစ်ပြီးအင်္ဂလိပ်အစိုးရထံတိုင်ကြားကြောင်း22ရက်5လ1933ရက်နေ့ထုတ်မန္တလေးတိုင်းသတင်းစာမှာပါလာခဲ့ပါတော့တယ်။ ။အဲဒီနောက်အင်ရှေမင်းအလောင်းတူးဖော်မှုတွေကိုအစိုးရကပြည်ထနာအမျိုးမျိုးရှာပြီးပြည်တော်ပြန်ခွင့်ရထားတဲ့လင်းပင်မင်းသားကြီးကို1935ခုနှစ်မှာဒုတိယကြိမ်ပြည်နယ်နယ်ဖြစ်တဲ့အိန္ဒိယကိုပြန်ပို့လိုက်ကြပါတော့တယ်။လင်းပင်မင်းသားကြီးဟာနောက်ထပ်အိန္ဒိယမှာ6နှစ်ထပ်မံနေထိုင်ခဲ့ရပြီး1922ခုနှစ်မှာမှရန်ကုန်မြို့မှာကောင်းမွန်စွာနေထိုင်ပါမယ်ကြောင်းဂရီကဝတ်ပြုပြီးတော့မှပြန်လာခွင့်ရခဲ့တာပါ။ဒါပေမဲ့လည်းမန္တလေးသွားခွင့်တော့တည်ဆုံးသည့်အထိမရခဲ့ပါဘူးတဲ့ပြည်သက်ကြီးတို့ရဲ့ ရှင်ဘူ channel ကနေဒီလောက်နဲ့နှုတ်ဆက်ခွင့်ပြုပါရှင်။ Like and share subscribe ကောင်းလေးနှိပ်ပြီးတော့လင်အားပေးဖို့တောင်းဆိုပါရစေလားရှင်။မြေရန်ချစ်ခင်ပေးလို့ကျေးဇူးများ යි တင်ပါတယ်။